ကိုယ်ဆောင်နတ်ဆိုတာတကယ်ရှိမရှိနဲ့ရှိခဲ့ရင်ခန္ဓာကိုယ်ဘယ်လိုဆောင်လျှောက်သည်မြည်သည့်နတ်အမျိုးတွေမှာပါဝင်သည်ဆိုသည်ကိုပြောကြပေးပါဗျာတဲ့စာထဲမှာတော့ဒီလိုရေးတာကိုယ်ဆောင်နတ်ဆိုတာတွေတော့အတ္တကစတုထွာရဆက်အဲ့ဆက်မှာလဲကိုယ်ဆောင်နတ်ကိစ္စလေးတွေပါတယ်ပေါ့နော်ကိုယ်ဆောင်နတ်ဆိုတာအဲတာဝန်ရှင်မကင်းလို့ကိုယ်နဲ့အတူလာနေတာဖြစ်ပါလိမ့်မယ် ီလိုပဲဖြစ်မှာနော်နတ်ထဲမှာတော့သူကနတ်ဟိုစတုမရနတ်ထဲပါမှာပေါ့ဒါတွေကမမြင်ရလို့ဘုန်းကြီးတို့လည်းကိုစောင်းနာဘယ်သွားနေတုံးလို့တစ်ခါတလေကြစဉ်းစားမိတာပေါ့နော်အဲ့တော့သူကစောင့်နေဆိုတဲ့နေရာမှာယုတ်ကဆိုးတို့ဘုံမဆိုးတို့အိမ်ဆောင်နတ်တို့ဘာလို့ပြောတာသူတို့ကိုတမင်ဂျူတီချထားလို့လားစောင့်တာမဟုတ်ဘူး ကိုနဲ့သူတို့နဲ့ကန်းဆောင်လို့သူကလည်းဒီနေရာမှာနေတာကိုကလည်းဒီနေရာမှာနေတာဒါလောက်ပါပဲဒီလိုပဲသဘောထားတယ်ဘုန်းကြီးတို့ကိုယ်တည်းမှာဒီပိုးမျိုး80တောင်ရှိတာပဲနော်စာပေရဆိုလို့ရှိရင်ခန္ဓာကိုယ်ထဲမှာပိုးမျိုး80ရှိတယ်ဆိုတာသိတယ်အကောင်ကြီး80ပြောတာမဟုတ်ဘူးအခုကဟိုစီဖို့ပြီးပိုးကြဒီတည်းများတဲ့တောင်းချီတယ်ဒါပိုးမျိုး80ဆိုတာ ခန္ဓာကိုယ်ထဲမှာရှိတယ်လို့ဆိုတာတက်ရှိတတ္တဝါတွေခန္ဓာကိုယ်ထဲမှာရှိအဲ့တော့ဒါဟိုတမမျက်စိနဲ့လည်းမမြင်ရဘူးရှိတယ်ဆိုတာဆရာဝန်တွေကပြောရင်လည်းသိရတယ်ပေါ့နော်ဒီအဲ့ဒါလို့ပဲကိုယ်နဲ့မိပြီးတော့ဆက်ဆက်ပြီးဖြစ်နေတဲ့တဏှာတွေဆိုတာလောကမှာရှိမှာပဲဒါဘုန်းကြီးတို့ငယ်ငယ်တုန်းကတန်းတွေကိုမိလိုက်သေးတယ်ကိုအင်ကြီးဘုံမှာတန်းတွေအများကြီးပဲ အဲခုချိန်ဒီအောင်တချို့ရက်တွေမှာတန်းတုပ်နေတာတွေ့သေးတယ်နော်ခေါင်းထဲမှာတန်းရှာတယ်ဆိုရင်တွေ့နေသေးတယ်အဲတော့ဒါတွေကကိုယ်နဲ့မကင်းမကွာကိုယ်နဲ့ဆက်ဆက်ပြီးဖြစ်နေတာတွေကတော့ရှင်းနိုင်ပါတယ်ပေါ့ရှင်းနိုင်ပါတယ်သို့တော့သူကကိုယ်တမင်ဆောင်းတာတော့မဟုတ်ဘူးကိုယ်ကတမင်ဆောင်းကိုယ်ကကော်ပီလေးတိုက်ပါလေးတိုက်ရင်တော့မိတ်ဆွေဖြစ်မှာပေါ့ဒါအဲ့လိုမိတ်ဆွေဖြစ်အောင်တော့လုံတဲ့တာနော်မိတ်ဆွေဖြစ်အောင်လုံတဲ့နတ်ကိုယ်ွယ်တာနဲ့ သူ့ကို copy တိုက်တာနဲ့တခြားစီပဲเนาะကိုယ်ွယ်တယ်ဆိုတာသူပြောတဲ့စကားနားထောင်သူခိုင်းတာလို့ဒါမှကိုယ်ွယ်တယ်လို့ခေါ်တာအဲ့တော့ကိုကမြတ်စွာဘုရားဟောတဲ့အတိုင်းပဲဒီကုသကောင်းမှုလှုပ်တိုင်းလှုပ်တိုင်းသူတို့မေတ္တာလေးပဲပို့ပေးလို့ရှင်သူတို့ကသူတို့မြင်ပြီးတော့ကိုမမြင်ရတဲ့အရာကိစ္စတွေပါလေဆိုရင်သူတို့ကကိုဆောင်းရှောက်မှာပေါ့ဒီလိုအိဗ္ဗေမျိုးပါเนาะကိုကိုလာပြီးတော့တမင်ဆောင်းရှောက်နေတယ်ဆိုတဲ့အိဗ္ဗေမျိုးတော့မရပါဘူး သူမသိကုန်သည်ကိုလည်းတကားပိတ်ထွက်သူလည်းတကားပိတ်ထွက်ထွက်မှာပဲသူလည်းသူ့အိမ်နဲ့သူ့နေတယ်ကိုလည်းကိုယ့်အိမ်နဲ့ကိုယ်နေတာပဲအမတ်တမဲနေအမတ်တမဲပဲရှိမှာပဲဒီလိုကတော့เนาะအဲ့တော့အဲ့သူနဲ့ကိုယ်နဲ့မိတ်ဆွေဖြစ်အောင်ခဏလို့မေတ္တာလေးပို့ပေးနော်ဒါမိတ်ဆွေဖြစ်လာအသေးချာတယ်မိတ်ဆွေဖြစ်လာဖို့ရှိတယ်